မနက်ဖြန်စွန်လ14ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရရခိုင်ကမ်းရိုးတန်းဒေသအလဲပိုင်းဒေသတခွင်မြို့ဝကျွန်းပေါ်ဒေသနဲ့တောင်ပိုင်းဒေသတွေမှာတိမ်အသင်းသင်းမှတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းဒေသတခွင်မှာမိုးအသင်အသင်ထစ်ချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျူဒူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။ လာမယ့်တစ်ပတ်အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာမိုးဆက်လက်ရွာသွန်းနိုင်တဲ့အတွက်မြန်မာနိုင်ငံအလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာရေကြီးရေချမ်းခြင်းနဲ့လျှက်တပြက်ရေလွှမ်းမှုခြင်း၊ကဘာပြူခြင်းနဲ့မြေပြိုခြင်းအန္တရာယ်ကိုထူးသတိပြုထားခဲ့ပါတယ်။မုံတိုင်းဆဲပောင်ဝင်တဲ့လေစီကြောင်းတွေကြောင့်လာမယ့်ဇွန်လ22ရက်နေ့ခန့်မှာဘင်္ဂလားပင်လယ်အော်အလဲပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိနေတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေပြင်းအားနဲ့ရံဝန်တစ်ခုဖြစ်ပေါ်နိုင်ပါတယ်ရှင်။ မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်သင်မှတိမ်ထူထန်နိုင်ပြီးမုတ်တုံလေးအားကောင်းရမှအားအလွန်ကောင်းနိုင်ပါတယ်။မြမကန်ယူရန်တချောင်းနဲ့ကန်းလွန်ပင်လယ်ပင်တို့မှာတခါတရံမိုးသက်လေမြင့်တွေကြားရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်ရှင်။မိုးသက်လေပင်ကြားစဉ်ရေပြင်မြေပြင်လေဟာအနောက်နောက်တောင်ဘက်ကနေတနအီမိုင်30မှ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်ရှင်။နေပြီးတော့စကိုင်းတိုင်းအောက်ပိုင်းရန်ကုန်တိုင်း အေယာဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်လွန်မိုးကြီးနိုင်ပါတယ်။သခိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာဆက်စိတ်မိုးထစ်ချုံရွာသွန်းနိုင်ပါတယ်ရှင်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ29ဒီဂရီစင်တီဂရိတ် ဟန်မြို့မှာ25ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ26ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းအလဲပိုင်းနဲ့တောင်ပိုင်းစွန်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့အညွန်ကိန်းဟာတောင်ပိုင်းဆင့်မှာပဲရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ winidor.com တို့ကနေရယူဖော်ပြတာဖြစ်